။ဇွန်လ13ရက်နေ့ကနဲ့ဇွန်လ24ရက်နေ့အထိစစ်နေရကြကြာမြင့်ခဲ့တဲ့အီရန်နဲ့အစ္စရေးတို့ကြားတိုက်ပွဲအတွင်မှာအစ္စရေးနိုင်ငံမှရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကြုံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့အခက်အခဲတွေအကြောင်းကိုမျက်သစင်ကမေးမြန်းထားပါရဲ့ရှင်။မေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးနဲ့အီရန်တို့ကြားအပြစ်ခတ်ရေးဆွဲရေးသဘောတူခဲ့ကြောင်းကြေညာပြီးနောက်မှာနှစ်နိုင်ငံကအပြစ်ရကြောင်းပြောဆိုခဲ့ကြပြီ လက်ရှိအခြေအနေကတော့ငြိမ်သက်နေတဲ့အခြေအနေဖြစ်ပါတယ်။ဇွန်လ23ရက်နေ့ကအီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးစီမံကိန်းနေရာတွေကို အစ္စရေးကတိုက်ခိုက်ခဲ့တာဖြစ်ပြီးအီရန်ကလက်တော့မြန်တိုက်ခိုက်ခဲ့တဲ့အတွက်အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပါတယ်။တာဝေးပြည်တော်နဲ့ဒရုန်းပေါင်းရာချီပြီးအီရန်ဘက်ကလက်တော့မြန်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲကာလအတွင်းအစ္စရေးမှာနေထိုင်သူတွေကိုတိုက်ပွဲအကြောင်းအချက်ပေးမှုနဲ့ညွှန်ကြားမှုတွေအကြောင်း ဣဇရေးတယ်လီဗီမြို့မှာနေထိုင်တဲ့မြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့ကိုဂျက်ကောကပြောပြခဲ့ပါတယ်။ဘာတွေပြင်ဆင်ပေးထားလဲဆိုတော့ခုန Home Front Command အတိုင်းနဲ့ဟိုဘယ်လိုပြောမလဲအဲ့ထဲမှာပဲညွှန်ကြားချက်တွေကိုထည့်ထားတယ်။အထူးတစ်ဖြင့်အဲ့ဒီညွှန်ကြားချက်တွေထဲမှာဆိုလို့ရှိရင်လူစုလူဝေးမလောက်ရဘူး။ဒီစားတောက်ဆိုင်နေလို့ဘာတွေ club တွေ ပြီးတော့မလိုအပ်တဲ့ဒီဈေးဆိုင်နေ shopping center တွေဓာတ်တွေပိတ်ထားရတယ်ပြီးတော့ကမ်းခြေတွေပိတ်ထားရတယ်ဒီပြည်သူတွေရဲ့ mobile phone နဲ့မှာထည့်ထားတယ် home front commanding မှာအရေးပေါ်ဖြစ်ခဲ့ရင်တစ်ခုခုတစ်စုံအကြောင်းတစ်စုံတရားဖြစ်ခဲ့ရင်ဆက်တွေ့ဖို့ phone number တွေပါတယ်ဓာတ်ကြီးလည်းပြောထားတယ်ဆိုတော့ဒီစစ်ပွဲကြောင်းထားလိုက်ဒီ Iran ဘက်ကတိုက်ခိုက်လာတယ်ပြစ်လွတ်လိုက်တဲ့ဒီ missile ကြတော့မယ်ဆိုလို့ရှိရင်ဒီ Israel IDF ပေါ့ Israel Defense Force ကနေပြီးတော့မှသူတို့ဒီ Home Front Command ကတစင်ကျွန်တော်တို့ကို10မိနစ်ကြိုးပြီးတော့မှအချက်ပေးတယ်ဆိုတော့အဲ10မိနစ်ကြိုးအချက်ပေးတာကကျွန်တော်တို့ဒီ protected area ပေါ့ဒီ bomb shelter လို့ဒီ detail ကိုတွားဖို့လုံလောက်တဲ့အချိန်ဖြစ်တယ်ဆိုတော့အဲ့နေရာမှာနေနေပါအဲ့အနီးနားမှာနေပါပေါ့အကယ်၍ missile ကကျွန်တော်တို့ဒီ Israel ရဲ့ဝေဟင်ပေါ်ရောက်လို့ကြာတော့မယ်ဆိုရင်သူတို့က အုတ်အော်တယ် siren သူတို့ကဒီကျွန်တော်တို့ဖုန်းထဲမှာဟောဒီနိုင်ငံထဲမှာရှိတဲ့နေရာအတိုင်းမှာဟောအုတ်အော်ချက်ပြီးနှိုးဆော်တယ်ထွက်လာအဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီဘန်ကာပေါ့ဒီဘုံချက်တာတဲ့ချက်ချင်းဝင်နေရတော့ဆိုတော့အဲ့ထဲမှာပဲကျွန်တော်တို့ရစောင့်နေရမယ်ဒီ home front command ကနောက်10မိနစ်တုံးမို့15မိနစ်ဝင်ကျင်လာမှာအကယ်၍အားလုံး NA game ပြီဆိုရင်တော့ပြည်သူတွေပြန်ထွက်လာလို့ရပြီဆိုပြီး message ပို့တယ် အစ္စရေးမြန်မာတွေကစနေရက်ကြာကြာမြင့်ခဲ့တဲ့တိုက်ပွဲအတွင်းအလုတ်ကင်တွေနားထားရတဲ့အတွက်ဝင်းဝေတွေထိခိုက်ရသလိုနေထိုင်စရိတ်အသုံးစရိတ်မြင့်မားမှုတွေကြောင့်စိုးရိမ်စိတ်တွေဖြစ်ခဲ့ရတယ်လို့ဆိုပါရယ်။ဒါအပြင်အီရန်နဲ့ဖြစ်တဲ့စစ်ပွဲမှာအီရန်ကပစ်ခတ်တဲ့တာဝေးပစ်ဒုံးတွေဟာပောက်ကွဲမှုဟာပြင်းထန်ပြီးတက်ရောက်မှုတွေဆိုးရွားတဲ့အတွက်နေရောညပါဘန်ဂါရီတွေပြေးလွှတ်ရသလိုဖိအားတွေခံစားရပြီးစိတ်ဓာတ်တွေကျလာခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေခံစားရတယ်လို့လဲဆိုပါတယ်အဲ့ဒါကဘယ်လိုပြောရမလဲကျောင်းနေရတော့ဟုတ်တယ်အကြီးမားဆုံးဒီစီဝါရမဲ့အားတစ်ခုတည်းမှာပါ right အဲ့ဒီအမပါစစ်ချက်တွေဟာမချက်တုံးကလည်းအဲ့ဒီစီဝါချက်တွေချက်တော့လာဆက်ရစီတော့အခုတော့လည်းအခေါက်ပြန်ဖြစ်တယ်ဒါမှမတူရတာအရင်ကတုန်းကအမဆိုတာတပီလေးပဲဆိုတော့ရောက်တိုင်းပြိတ်လည်းမစိုးရင်ကြောက်ပြိတ်လည်းအဲ့တုန်းကဟိုပုံအောင်မှုချင်းတွေအရာ နိုင်ငံတော်အနေနဲ့ပြီးပြီးတဲ့အချိန်ရရလဲဖော်ပါတယ်အဲတော့သူတို့ဟိုနိုင်တဲ့ first year လို့ခြင်းလမ်းပြအရင်ကြောက်တာလည်းအဲ့လိုမဆိုးဘူးကြာဖြစ်ခေါက်ကြတော့ဝင်ကြလိုက်ဒါပေမဲ့ပြန်မလာမေးပြန်လဲဟိုဝင်ဝါကြချုပ်လို့ရပြန်ခြင်းနဲ့ချုပ်ရအောင်ပြန်လဲမပြန်ခြင်းဘာဆိုရင်ကျွန်တော်တိုင်းတားတူတားနေလဲလာခဲ့တော့ကျွန်တော်ဒီကမှလည်းမငြိမ်းချမ်းတော့ကွာပြန်လဲဟိုတော့ဆိုးတယ်ဒီမှာနေအချိန်ကြီးစောင့်ကြည့်အောင်မယ်ဆိုရလူရ ဟိုပုံများကြားရကျွန်တော်ကိုယ်တိုင်ပါဝင်ပါတယ်။အစ္စရေးနိုင်ငံတယ်လီဗီမှာရှိတဲ့မြန်မာအသံရုံးရဲ့အချက်လက်အရအစ္စရေးမှာမြန်မာနိုင်ငံသားတရာကျော်ရှိပါတယ်။တရားမဝင်ဝင်ရောက်နေထိုင်သူတွေပါထည့်ပေါင်းရင်တော့အကြမ်းမြင့်အဖြစ်200ကျော်ရှိနိုင်ပါတယ်။အစ္စရေးနဲ့အီရန်တို့ရဲ့အပြန်အလှန်တိုက်ခိုက်မှုတွေကြားမြန်မာတန်ယုံကမြန်မာနိုင်ငံသားတွေကိုအရေးပေါ်အခြေအနေမှာဆက်သွယ်ဖို့ထုတ်ပြန်ထားတာမျိုးတွေ့ရတယ်လို့မြန်မာနိုင်ငံသားတွေကပြောပါတယ် ဟိုဒီစစ်ပွဲစပြီးတဲ့အချိန်ကစပြီးတော့မှဒီเออทีวีดีทีวีมาရှိတယ်อิสรีมาရှိတယ်မြန်မာတန်ယုံมาတင်းထားတာကဒီအခြေအနေကြောင့်ဒီနေရက်ပြန်လို့ဒီပဲဖြစ်ဖြစ်ပေါ့เนาะအခက်ခဲတစုံတရာရှိခဲ့ရင်เนาะဒီอิสรีมาရှိတယ်မြန်မာတန်ယုံကိုဆက်တွေ့နိုင်ဖို့သူတို့ hotline number တွေပါတယ်တော့တင်းထားတာတော့တွေ့တယ်ခင်ဗျာ channel 22 22တော့ channel အပိုင်းတော့ကျွန်တော်တို့ပါတင်းมาတော့မကြားလေးခင်ဗျာ ဇွန်လ22ရက်နေ့ကအီရန်နိုင်ငံမှာရှိတဲ့ Fordo နဲ့တခြားနျူကလ িয়ার စခန်းတွေကိုအမေရိကန်ကဘုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက်အစ္စရေးနဲ့အီရန်ကြားအလုံးစုံအပြစ်ခတ်ရစဲတော်မှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလူမှုကွန်ရက်ကနေဇွန်လ24ရက်နေ့ကကြေညာခဲ့ပါတယ်။ဇွန်လ23ရက်နေ့ကနေ24ရက်နေ့အထိအီရန်အစ္စရေး12ရက်ကြာတိုက်ပွဲအတွင်းအီရန်မှာလူပေါင်း630သေဆုံးခဲ့ပြီးအစ္စရေးမှာတော့ 28ယောက်သေဆုံးခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ကျမမြတ်သိန်းပါရှင်။